်ရောင်းအလုံးပဲမင်္ဂလာပါခင်ဗျာဒယ်ရီမျိုးကနေဂျိုးဂျိုးလိုက်ပါတယ်ဒီနေ့မှာ62ခုနှစ်ကရုပ်ရှင်ုံတစ်ခုမှာ The Music Man ဆိုတဲ့ရုပ်ရှင်ကိုပြသနေတယ်အစားပြုထားပါတယ်ဇုံထဲမှာဟိုနန်းဒီနန်းလုံးနဲ့အတွဲတွေစိတ်ဝင်စားရုပ်ရှင်ကြည့်နေကြတဲ့လူတွေနဲ့စီကားလိုနေပြီးသူတို့ထဲမှာဒူးဆန်းဆန်းချိုးလင်းကိုရွယ်နဲ့မလိုက်အောင်တပြုတ်ပြုတ်စုပ်ဝင်နေရုပ်ရှင်ကြည့်နေတဲ့ Matty ဆိုတဲ့ကောင်လေးတယောက်လည်းပါနေခဲ့ပါတယ်သူကတပြုတ်ပြုတ်နဲ့စုပ်နေအောင်ရှေးခွန်အနှောက်ဆက်ဖြစ်လာတဲ့အတော်ကြီးကသူတို့နေလို့ပြောနေပြီးတော့အဲ့ချင်းရမှတ်မရှိပဲနဲ့ခိုးကြည့်နေခဲ့တာကြောင့်ပဲဖြစ်ပြီး အဆောင်ကရောက်လာတော့မတ်တီလည်းပြီးရတော့တာပေါ့ထွက်ပြေးလာတဲ့မတ်တီကယုံထွက်ပေါက်နားအောက်မှာပျောက်သွားပြီးဝန်ထမ်းတယောက်ကအဆောင်ကိုခမရဘာဖြစ်လာလဲလို့မေးလိုက်ပါလေယုံဆောင်ကမစ္စကလေးမိုင်းသားမတ်တီလေးဒီဘက်ထဲမှာပဲယုံလာလာခိုးကြည့်နေတာသုံးခါရှိနေပြီခမရသူ့ကိုမြင်လိုက်သေးလားလို့မေးလိုက်ပါလေဒါကတော့မတ်တီကသူ့နူနာကဂျောင်းလေးနားမှာပုန်းနေတာဖြစ်ပြီးတော့ဒါအောင်လည်းအဲ့ဒီဝန်ထမ်းရဲ့သမီးကမြင်ပါလေအဖေလို့တဲ့သူကသမီးသမီးရွယ်ကောင်လေးတယောက်ဒီနားဖြတ်သွားတာမြင်လိုက်သေးလားလို့မေးတော့မြင်လိုက်တယ်ဖေသူကနောက်ဘက်ကိုပြေးသွားတယ်လို့လမ်းလွှဲပေးလိုက်ပါလေ ဒါနဲ့ယုံဆောင်တဲ့အနောက်ဘက်ကိုလိုက်သွားပြီးတော့မတီကဂျေဇူးတင်ပါတယ်ဆိုရဲအကြည့်နဲ့ကောင်မာလေးကိုတစ်ချက်ကြည့်လိုက်ပါတယ်။နောက်တော့ကောင်မာလေးလည်းသူမရဲ့အဖေနဲ့ထွက်သွားပြီးတော့မတီလည်းပြန်ထွက်လာမှာဖြစ်ချင်တော့ဘာမှမတွေ့လို့ပြန်လှည့်လာတဲ့အဆောင်နဲ့တိုးပြီးတော့တခါထွက်ပြေးခဲ့ရပြန်ပါတယ်။ယုံဆောင်နောက်ကဆိုရဲတိုင်းပြန်မှာတော့ကောင်လေးလိုအော်အင်းနဲ့ကြံနေခဲ့ပြီးတော့စောင်းရင်းညဘက်ကြီးဖြစ်လို့ပြင်ဘက်ကရာသီဥတာတော်တော်လေးကိုအေးချမ်းလို့နေပါတယ်။မတီကုံတယ်လင်ကဒယ်မျိုးမှာရှိတဲ့ဒိုဗာလီတဲ့စခန်းကိုရောက်လာပြီးတော့ဟန်လွန်နဲ့ပေါ်လာဆိုရဲရာရှိနှစ်ယောက်လည်းပါလာခဲ့ပါတယ်။ သူတို့နှစ်ယောက်ကတော့ဘိုအီးရှော့ရဲ့ဒူးယာရှိကာနေဖူလာကလာအောင်ပြီးတော့နှုတ်ဆက်ကြိုဆိုခဲ့ပါလေကာနေဖူလာကဟန်လွန်တို့နှစ်ယောက်ကိုဌာနကိုခေါ်သွားပေးပြီးလမ်းမှာသူတို့ရဲ့ဒိုဗာလီဒက်စကန်နိုင်ငံရဲ့အကြီးဆုံးသောလီဒက်စကန်6ခုရေတခုလေးလို့ကြွားလုံးထုတ်နေပါလေပြီးတော့အမေရိကန်မြောက်ဘက်အစွန်ကမြို့ဖြစ်လို့အာတိတ်သမုတ်တရားကို9နာရီလောက်ဖြတ်ပြန်လိုက်ရင်ရုရှားလီဒက်စကန်ကရောက်ပြီပဲဖြစ်ပါလေရုရှားလီဒက်စကန်ရဲ့နီးတဲ့အတွက်နျူကလီးယားပြဿနာတွေတက်လာရင်အဓိကကောင်းခံရမှာကသူတို့ရဲ့စခန်းပဲလို့ကာနေဖူလာကပြောပြပြီး ပေါ်လာကစစ်သားတယောက်မှမရှိတဲ့ဂိုဒေါင်တစ်ခုကိုဆရာအရဘာကြီးလဲလို့လက်ညှိုးထိုးရင်းနဲ့မေးလိုက်ပါတယ်အဲ့ဒါကအထူး project လေးလို့ဖူလာပြောပြပြီးတော့ conspiracy theory တွေကိုယုံတဲ့သူပြပြီးဂျိုသားတွေဒိန်မျိုးရောက်နေနေပြီငါမနက်ကမှလေမြိုင်းကြီးတစ်စီးမြင်လိုက်ရတာဂျိုသားတွေကငါတို့အုံနောက်တွေကိုစားကြတော့မှဘာညာနဲ့မဖြစ်နိုင်တာတွေကြီးပဲပြောနေခဲ့ပါတယ်အဲ့ကမှ tag က TV ကြည့်လာရှုံးသားကြီးမင်းအုံနောက်ကပုတ်နေလို့ပြန်ပြောပြီးတော့ငါဖေပြောတာ TV ကြည့်တဲ့ကောင်တွေကဂွေးတို့တက်တယ်တဲ့လို့ပြောနေခဲ့ပါတယ် အားလုံးဘရောက်လဲဂွေးမတို့ရင် TV တွေသွားကြည့်မနေပါနဲ့ YouTube မှာပဲကျွန်တော်ရဲ့ channel လေး AC show ပေါ့နော်အဲ့တော့ဆက်ကမယ်ဆိုရင်မင်းကပေါက်တိုက်ကြရတာမှတ်တမ်းတင်နေတာစာကြမလုံးမလားလို့မေးလိုက်တော့စာလုံးတော့ဘာရမှာလဲတတရားကဘာစိတ်ကဖြစ်တော့မှာပဲဟာလို့ပြောကထွက်သွားခဲ့ပါလေဒိုဘာလီတဲ့စကမ်းမှာတော့ radio မှာ the music man ရုပ်ရှင်တချင်းလာနေပြီးတော့ဖူလာကအသေးရောက်လာတဲ့ဟန်လုံနဲ့ပေါ်လီတို့တက်ကြနှစ်ယောက်ကိုလေတံမှုတွေနဲ့မိတ်ဆက်ပေးလိုက်ပါလေလေတသား၅ယောက်မှာ၄ယောက်ကအလေးပြုကြမယ် တရားတော်လီတန်မှုကမချိုးမချင်းမြန်နေဘေးနဲ့တင်းခံပြီးမသိကြအောင်ဆောင်းနေခဲ့ပါတယ်။အရိခေခါရုံးကလူမျိုးရေးခွဲခြားမှုတွေရှိနေတုန်းဖြစ်ပြီးတော့ဟန်လုံကကျုပ်အကြီးတန်းမိဘရာရှိတယောက်ပါတတ်မှုအဲ့အတွက်လူကိုမလေးစားရင်တော့ယာရုကိုလေးစားခံဖို့မျောလင်းပါတယ်လို့ပြောလိုက်ပါတယ်။ဒါမှမဟုတ်အရိတန်မှုကတော့နောက်တစ်ခါဆိုလေးစားပေးမယ်ဘရိုလို့မချိမငံနဲ့ပြောလိုက်ပြီးတော့အဲ့အချိန်မှာဘိုးကြီးရှော့ကရောက်လာခဲ့ပါတယ်။ဘိုးကြီးရှော့ကအထက်လူကြီးကိုအသားအရောင်ရမလေးမစားလို့ရင်ဘာဖြစ်တယ်လဲလို့မေးလိုက်ပြီးတတိလေး အိုင်းနှင်းကတက်ကဖီလီရဲ့အိမ်မှာစာလုံးနေပြီးတော့ဖီလီကတော့ဇောင်းကိုလက်မှာကိုင်းနဲ့ဘေးငါအတော်ကြီးအဝေးလဲတာကိုချောင်းကြည့်နေပါလေဘရာစီယာကြီးကချွတ်လိုက်ရင်တော့ရှယ်ပဲရောင်းပြီလို့ပါဇက်ကပြောနေပြီးတော့ဘရာစီယာကဘာလို့ခြုံနေရမှာရွေးဝင်နေကြလဲကွာလို့အတွေးနယ်ချက်နေပါသေးတယ်ဒါပေမဲ့ဒေါ်ကြီးကချွတ်တော့မဲ့အချိန်မှာသူမရဲ့ခွေးလေးရောက်လာပြီးတော့တခြားကန်းကိုထွက်သွားတာကြောင့်ဖီလီလည်းဒီခွေးစုပ်ကတော့ကွာလို့ပြောကစိတ်ပြတ်သွားခဲ့ရပါလေနောက်တော့သူ့ရဲ့ပုံဆွဲဆောင်ထဲမှာဂျူသားပုံတွေဆွဲထားပြီးတော့ပေါက်ပန်း၄၀တိရှောက်ပြောနေအချိန်မှာတက်က ဒီနေ့ကမတ်တီကိစ္စပြီးတာလေးလာပြည့်တဲ့နေပဲလို့စကားဆားလိုက်ပါတယ်ဖီလစ်ကလည်းအေးကွာစိတ်မကောင်းလို့ပြန်ပြောပြီးတော့စကားလမ်းကြောင်းလွှဲလိုက်တာကြောင့်ဘာတော့ငါမတ်တီကြောင့်ပြောနေရလေလို့ရံဖြစ်ကြပါတယ်ဖီလစ်ကဒီကောင်ထွက်ပြေးတာနေမှာပါကွာလောင်းလည်းမတွေ့ရဘူးသူနဲ့ပေါင်းမဲ့တကယ်ချင်းမရှိလို့စိတ်ပေါက်ပြီးရှောက်သွားနေတာနေမှာပေါ့လို့ပြောလိုက်ပါတယ်တကယ်တော့တကယ်ချင်းမရှိတဲ့မတ်တီရဲ့မွေးနေ့မှာမတ်တီရဲ့အမေကသူ့သားလေးမွေးနေ့ကိုလာဖို့အတွက်ဖီလစ်နဲ့တက်တို့ကိုချိုးချင်းကျွေးပြီးတော့လာခိုင်းခဲ့တာပဲဖြစ်ပါတယ်ဒါ့ကိုမတ်တီကတီးသွားတဲ့အခါစိတ်ဆိုးပြီးတော့အိမ်ကနေထွက်ပြေးရင်းပြောက်သွားခဲ့တာပါ တက်ကမတ်တီပြောက်သွားတာသူ့ရဲ့အပြစ်လို့ထင်နေပြီးတော့ဖီလစ်ကတော့သူ့ရဲ့အမှားမဟုတ်ဘူးလို့ဖင်ပိတ်ငင်းနေရတော့တက်ကစိတ်ဆိုးပြီးတော့ပြန်သွားခဲ့ပါလေတပတ်မှာတော့လီလီကသူမရဲ့အိမ်မှာခြေဆေးလက်ဆေးလုံရင်းနဲ့လက်ပတ်ကကီးချင်းလေးကိုမြင်သွားတာကြောင့်မတ်တီကိုသတိရသွားခဲ့ပါလေလွန်ခဲ့တဲ့လပိုင်းလောက်ကမတ်တီနဲ့လီလီတို့နှစ်ယောက်ညဘက်ကြီးအဲ့နေရာကဖီလစ်တက်နဲ့မတ်တီတို့လာနေကြဖြစ်ပြီးတော့မီးအောင်တမိမိန်နဲ့တမျိုးလုံးကိုလွှမ်းခြုံမြင်နေရတဲ့ညဘက်ရှူကင်းလေးကိုလီလီကသဘောကျနေပါလေနောက်တော့သူတို့နှစ်ယောက်ကီးချင်းလက်ဆောင်ပါတဲ့ မုံထုတ်လေးတွေဖောက်လိုက်ပြီးတော့လီလီကငါ့အနေအများန်းဒီဒုံးမြန်တော့ပဲရရနေလို့ညီးနေပါလေမတီကငါ့လက်ရတယ်ဟာလဲမလားလို့ပြောလိုက်ပြီးတော့နှစ်ယောက်သားအယုတ်တွေကိုစီလဲလိုက်ကြပါလေမတီကနေရဖေအက်ဆီဒန့်ဖြစ်တယ်ဆိုလို့လီလီကိုစကားဆားလိုက်တဲ့ခါမှာသူမမျက်နှာပြတ်သွားခဲ့ပါလေမတီကဒါကိုရိမ့်ပြီးတော့စိတ်မကောင်းဖြစ်သွားပြီမဲ့လီလီကအဲ့နေရငါ့အမေနဲ့ငါအဖေကိုသွားကြိုကြတာလို့စပြီးတော့ပြောပြခဲ့ပါလေအဖေဖေးသူကစိုက်ခင်းတာဆိုင်ဟိုမှာအလုလုတာဖြစ်ပြီးတော့သုံးသာအတူတူပြန်လာကြတဲ့အချိန်မှာလီလီက သူမရဲ့စတိုးဆိုင်ဝယ်လာတဲ့ဈေးပေါ်တဲ့အယုတ်လက်စုပ်လေးကိုစက်ရုံထဲမှာကြံနေခဲ့ပါတယ်။ဒါတောင်အဖေဖြစ်သူကသွားပြီးတော့ပြန်ယူတော့စပန်းဆိုင်မတော်ဆမှုတွေဖြစ်ပြီးတော့ဈေးပေါ်တဲ့သူမရဲ့အယုတ်ကလေးတော့တံမိုးမဖြတ်နိုင်တဲ့အဖေဖြစ်သူကိုဆုံဆုံခဲ့ရတာပါ။လီလီယာမန်တီကိုပြောပြရင်လည်းမျက်ရည်တွေကျလာပြီးတော့ဒီအချိန်မျိုးထဲမှာနေတဲ့ကူမီရှူမီပန်းနေဖောက်တာကြောင့်နှစ်ယောက်သားစိတ်ပြောင်းသွားခဲ့ကြပါလိမ့်။လီလီယာမန်တီကိုနားထောင်ပြီးလို့ဂျေဆုတင်ပါတယ်လို့ပြောလိုက်ပြီးတော့သူမရဲ့တငယ်ချင်းတွေဆိုတယောက်မှနားထောင်မပေးကြဘူးလို့မန်တီကိုပြောပြနေပါတယ်။ နောက်တော့ CEO တဲကဆိုဗီယက်လေကြောင်းစခန်းလေးတယောက်တည်းဝင်ပြီးတော့အကောင့်ပကတိချိရမထင်ပဲပြန်ထွက်လာနိုင်ခဲ့တာပဲလို့ကြီးကျူးလိုက်ပါတယ်။ဟန်လွန်ကလည်းကျွန်တော်ဒီအကြောင်းတွေမပြောချင်တော့ပါဘူးဆရာလို့ပြန်ပြောပြီးတော့ဒဏ်ရာရလို့ပြောင်းလာလားလို့မေးတော့မဟုတ်ဘူးဆရာကျွန်တော်တောင်းဝင်မကြေခဲ့လို့လွှဲပြောင်းခံလိုက်ရတာလို့ပြောပြလိုက်ပါတယ်။ရှောကမိမလူလေတဲ့ကိုရွေးခဲ့တာလေလို့မေးလိုက်တော့ကျွန်တော်လေသမားတယောက်ပါဆရာလေကိုအလဲလာတဲ့အဖေအသီးကလေတက်သားပေါ့ဒီလိုနဲ့အဖေဩဝါဒနဲ့ကျွန်တော်လည်းလေတက်သားဖြစ်လာတော့တာပဲလို့ပြောပြပါတယ်။ဆရာကဘလို့ဝင်လာလဲလို့ပြန်မေးလိုက်တော့ရှောက ငါဖေကလေးတက်ကပဲလေကွာအိန္ဒိယစစ်ပွဲတို့ဖိလစ်ပိုင်စစ်ပွဲတို့အတင်းထွဲခဲ့တာနောက်တော့လေအငိမ့်သားယူလိုက်ရတာပါပဲငါအဖေကုံကိုဆက်ထမ်းခြင်းလို့အဖေချီအောင်နေခဲ့တာပဲလို့ပြောပြလိုက်ပါလေညဝိုင်းကိုပြင်ဆင်ပေးနေပါလေဂျူလကမေးလိုက်တဲ့အခါဖေသူကတင်းသွားပြီးတော့တာအဖေတို့အမျိုးတွေကမီးလောင်တိုက်သွင်းပြီးတတ်ခံရတာဂျူလူမျိုးတွေအရေးပြောင်းမီးအိမ်ဆက်လောင်းလို့တုံးခဲ့ကြတာအဖေတို့အဲ့လိုမျိုးကိစ္စတွေထပ်မကြားကြဘူးတာအဲ့လိုပြောလိုက်ပါလေ ဒီတမာတစ်ခုပြပြောရရင်တော့တက်ဖတ်နေတဲ့ကာတွန်းစာအုပ်က1962ခုနှစ်မှာထွက်ခဲ့တဲ့ The Flash Comic ပဲဖြစ်ပါတယ်။အဲကျွန်တော်က DC Comic လို့နာမည်မပြောင်းသေးဘဲနဲ့ Detective Comic လို့ခေါ်နေတုန်းဖြစ်ပါတယ်။အဲတော့စာလို့တောက်လို့ပြီးတဲ့နောက်မှာတော့တက်ကဆရာဘတ် Comic ကိုဖတ်နေပြီးတော့ရုတ်တရက်မိအိမ်ကပိတ်သွားခဲ့ပါတယ်။ဒါတော့ပြန်ဖွင့်လိုက်တဲ့အခါချက်ချင်းပြန်ပိတ်သွားပြီးတော့နောက်တစ်ခါထပ်ဖွင့်တော့လေတစ်ခါထပ်ပိတ်သွားပြန်ပါတယ်။ဒုနဲ့တက်လေဘာတော့ဟာလို့တွေးနေပြန်ဖွင့်လိုက်တဲ့အခါမှာတော့ မိအင်ကဂျူးလူမျိုးမျက်နှာရေပြားတွေနဲ့လှုပ်ထားတဲ့မိအင်ကြီးဖြစ်နေတာတွေ့လိုက်ရပြီးလူအော်တန်တွေကလည်းစုံညာနေခဲ့ပါတော့တယ်။တက်ကကြောက်လန့်ပြီးတော့ဂရင်မောကခုံစင်းပြေးတဲ့အခါမိအင်ကြီးကသူ့စီကိုလိမ့်လာတာကြောင့်တက်လဲထားអော်လိုက်ပါလေ။အဲကအကိုဖြစ်သူကနိုးလာပြီးတော့မိနဲ့ကမျိုးတော်မန်ယုံမယုံနိုင်ဘူးကွာလို့ပြောသွားခဲ့ပါလေ။မိအင်ကတော့သူ့နေရာသူပြန်ရောက်နေခဲ့ပါပြီ။နောက်နေ့မနက်နေထွက်ချိန်မှာတော့တက်ကဖီလင်းနဲ့လီလီတို့ကိုဖြေချောင်းခုံစင်ပြောပြပြီးတော့သူကိုယ်တိုင်လည်းလူရေပြားတွေကိုမြင်ခဲ့ရတာကြောင့်ထိုးအန်နေပါလေ။လီလီ ။ဒါမှမဟုတ်ဟန်လုံကသတင်းစာဖတ်ပြီးတော့အိတ်တော့မယ်လို့မှဘရင်ဘောက်ကလိုက်ကာကအတန်မီနေရာကြောင့်ထပြီးတော့ပိတ်လိုက်ပါတယ်။ဘရင်ဘောက်အပြင်မှာရောက်နေ gas မြန်နဲ့ဖုံးနဲ့လူတွေကိုတော့သတိမထားမိလိုက်ပဲ။နောက်တော့အခန်းထဲဝင်လာပြီးတော့တိုက်ခိုက်တာကြောင့်ဟန်လုံလည်းလန့်သွားကပြန်ပြီးတော့တိုက်ခိုက်ခဲ့ရပါတယ်။နေအောင်တယောက်မလို့မနိုင်တော့ပဲမြန်နဲ့ဖုံးနဲ့လူတယောက်ကခ90နှစ်လင်းအစ်အကြောင်းမေးသီးများအကုန်ပြောသန်းကွာလို့မေးလိုက်ပါတယ်။အတတ်မသိခြင်းအမြန်နှုံးအကွာဝေးရွယ်စားမင်းဒီသမားအကုန်ပြောပြမယ်လို့ပြောနေပြီးတော့ဟန်လုံကပြောပြမရလို့ထိတ်တန်းလိုဝက်ချက်လို့ခေါ်ပါတယ်ဆိုဘာလို့ပြောပြမှာတော့လို့ငေါ့လိုက်ပါတယ ဒါတော့မြန်ဘုံကောင်တနတ်ထုတ်လိုက်ပြီးတော့အေးသုံးထီရီလို့မှမပြောပြရင်မင်းနှထင်ပွေ့မိတာမှတ်လို့ချင်းချောက်လိုက်ပါလေဟန်လုံကလည်းစစ်သားကောင်ပြီးသားတော့တခုံးမှမဟာပဲပြစ်လိုက်ကွာငါကောင်ငါဘာမှပြောမှမဟုတ်ဘူးလို့ပြောလိုက်တဲ့အခါဟေအောင်ဟန်လုံမင်းအစီအပြေလားဆိုရယ်တန်တဲ့သူပေါ်လီကရောက်လာခဲ့ပါလေအားတက်သွားတဲ့ဟန်လုံလည်းမြန်ဘုံကောင်တွေပြန်ကျုံးပြီးတော့တကားရုပ်ရှင်ဆလာနဲ့မတ်တီဆိုနဲ့တချင်းကဆလာပြီးရုပ်ရှင်ထဲမှာမတ်တီကကလေးလေးတယောက်ကိုပွေထားတာတွေ့လိုက်ရပါလေဘေးမှာလည်းဇလန်းဆားကလူထူးဆန်းမိသားစုကရှိနေပြီးတော့ ဘိတ်ကားဘွားမတ်တီကဖီလီတို့အတန်ကိုကြားသွားပါလေဒါကြောင့်လီလီတို့လည်းလန့်သွားပြီးတော့ရှေတိုးလာခဲ့မတ်တီငါတို့နင်းကိုထုတ်ပေးမယ်လို့ပြောတဲ့အခါငါ့ကိုထုတ်ပေးမယ်ဟုတ်လားနေတော့အလိန်ညာတွေကြောင့်ငါတီတဲ့ရောက်နေရတာလေလို့ပြန်ပြောလိုက်ပါလေနောက်တော့မတ်တီကဘန်ဒီဝိုက်ဆာပြုံးကြီးနဲ့ကြောချမ်းစရာကောင်းအောင်ပြုံးလိုက်ပြီးသူ့လက်ထဲကမကောင်းဆိုးဝါးကလေးကြီးကိုအပြင်ကိုလွတ်လိုက်ပါလေဘိတ်ကားတွေကထွက်လာတဲ့ကလေးမကောင်းဆိုးဝါးကြီးကဗီလီဆိုကိုတိုက်ခိုက်ပြီးတော့ရုံးဝင်းဆန်ကတ်တွေနဲ့ထွက်ပြေးကြတဲ့အခါလီလီကခုံတန်းနဲ့နောက်ကိုကျသွားပြီးတော့အတန်တွေလည်းရက်သွားပါလေ နောက်တော့ကလေးမကောင်းဆိုးရကဖီလစ်ကိုမိသွားပြီးတော့ကိုက်ဆုပ်ပစ်လိုက်တဲ့တော့သွေးစိမ်းတွေလည်းယုံတစ်ခုလုံးပြန်နှံသွားခဲ့ပါတော့တယ်ခဏကြာတော့တက်ကိုလည်းမိသွားပြီးတော့ရန်ခါပစ်လိုက်တဲ့ခါကျွတ်ထွက်သွားတဲ့သွားတွေကရုပ်ရှင်အောင်ကျမ်းပြင်ပေါ်မှာပြန်ကျဲနေပါပြီလီလီယာခေါင်းကနေစူးစီးကိုလှမ်းခေါ်ပြီးတော့အပြင်ဘက်ကကောင်မာလီယာရောက်လာကလေးမကောင်းဆိုးရလည်းစူးစီးကိုကိုက်ဆွဲပစ်လိုက်ပါတော့တယ်နောက်တော့လက်မှာကင်ပြီးအသက်ရှင်နေဦးမယ်တငယ်ချင်းတွေကိုလိုက်ရှာနေခဲ့ပါတယ်ဒါမဲ့သွေးတွေပေနေတဲ့လီလီဘူးလို့ပြောနေခဲ့ကမကောင်းဆိုးရကလေးကဆက်လိုက်လာနေသေးတာကြောင့် ရုံပြင်ကိုပြေးထွက်ပြီးတော့တကားကိုလော်ချပိတ်ပစ်လိုက်ပါလေ။စူးစမ်းပြီးတော့တင်ဆက်ပေးမယ်။အဲ့တော့နောက်ထပ်အပိုင်းနှစ်မှာပြန်တွေ့မယ်ခင်ဗျ။ Channel Subscribe လုပ်ဗေးနာကောင်းလုံးနှိပ်ပြီးတော့စောင့်ကြည့်ပေးကြပါဦး။ဒီနေ့မှအစားဆုံးလိုက်ပါချီချူအားပေးခဲ့တဲ့ဘောရာတို့အားလုံးချိန်ပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။ကျွန်တော်အန်ခင်မူပါ။